စီခြေစူတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာရှိရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစီဖျားရှင်ရဲ့ခြေစူတော်ကိုချီးမွမ်းပါလေကျွန်တော်ခြေစူတော်ကြောင့်2025ခုနှစ်နိုဝင်ဘာလ13ရက်နေ့တို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစူးတင်ပါတယ် နေ့ရက်စတိုင်းချစ်စုသူအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားနှုတ်ခွတ်တော်ဖြစ်ဒီဆောက်ဆရာဖြစ်စီပါနတ်နေတဲ့သမာတရားကိုကိုတော်ယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုတော်ပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါれဖျားအာမင်ဖျက်ရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါလေကျွန်တော်ဟိရှာယအနာဂတ်ကျမ်းကိုခြုံငုံလေ့လာနေပါလေ အဲ့တော့ဟေရှာယနဂတိချမ်းကခန်းကြီးတစ်ကနေခန်းကြီး66ထိရှိတယ်။အဲ့ဒါကိုကျွန်တော်တို့ခြုံငုံလေ့လာတဲ့အခါမှာဒီချမ်းရဲ့နောက်ခံသမိုင်းနဲ့ချမ်းရေးတဲ့သူအဲ့ဒီအကြောင်းအရာကိုကျွန်တော်အချက်၈ချက်မနေ့ကအများကြီးဖော်ပြခဲ့တယ်။အဲ့မနေ့ကနားထောင်တဲ့သူတွေမှတ်မိမယ်လို့ယုံကြည်ပါတယ်။ ပရောဖက်ဟေရှာယအာမုတ်ရဲ့သားဖြစ်တယ်အာမုတ်ဆိုတာပရောဖက်အာမုတ်မဟုတ်ဘူးနာမည်သူနော်အတမန်လူဖြစ်တယ်အာမုတ်ဆိုတာနော်အာမုတ်ရဲ့သားဖြစ်တယ်ရှင်ဘရင်၄ပါးလက်ထက်မှာဟေရှာယပရောဖက်ပြုတယ်အောဇီမင်းယောသမင်းအာခတ်မင်းဟေစကိမင်းအဲ့တို့လက်ထက်မှာပရောဖက်ပြုခဲ့တယ်ဟေရှာယဆိုတဲ့အဓိပ္ပာယ်ကသရဖျားကြီးကေတင်ခြင်းလို့အဓိပ္ပာယ်ရတယ်မနာရှိမင်းလက်ထက်မှာဟေရှာယလွှတ်နေအပိုင်းပိုင်းဖြတ်သက်ခြင်းခံရတယ်ဟေရှာယသားနှစ်ဦး သားကြီးနာမည်ရှာယာရှုဒုတိယသားနာမည်မဟာရရှာလလဟာရှဘအဲ့တို့ရဲ့အဓိပ္ပာယ်တွေကျွန်တော်ဖော်ပြခဲ့တယ်အဲ့တော့ဒီမြောက်ပိုင်းရှမာရိမြို့ကိုအာရှုရီတွေလာတိမ့်ပိုက်ကျူးကျော်ပြီးတိမ့်ပိုက်မယ်တောင်ပိုင်းယေရုရှလင်မြို့ကို ဘာဘူးလုံးနေတနေ့ကျူကျော်သိမ့်ပိုက်မယ်ဆိုတာတွေကို prophet hishaya prophet ပြုခဲ့တယ်တကယ်လည်းဖြစ်ခဲ့တယ် hishaya 66ကျမ်းဓမ္မောင်း39ကျမ်းဓမ္မနစ်ဓမ္မသစ်28ကျမ်းကိုပုံဆောင်ခြင်းလည်းဖြစ်ပါတယ် now general hishaya ရဲ့ပထမပိုင်းနေရာအပြစ်စီရင်ခြင်းအကြောင်းအဓိကပြောတယ်ဒုတိယပိုင်းနေရာတော့နှစ်သိမ့်ခြင်းနဲ့ဆိုင်တဲ့ဇာတ်ကိုအများဆုံးပြောတာဖြစ်တယ် prophet hishaya ကျမ်းဒီ hishaya နဂတိကျမ်းကိုတော့ ဓမ္မသစ်ချမ်းချမ်းပြူဆရာတွေကအများဆုံးကိုးကားတာဟေရှာယနဂရီကျောင်းလှမ်းပြီးကိုးကားတယ်ဆိုတာကိုတွေ့ရတယ်အော်ဓမ္မသစ်ချမ်း28ချမ်းရေးတဲ့ချမ်းပြူဆရာတော်တော်များများကဟေရှာယနဂရီကျောင်းကိုပဲလှမ်းပြီးကိုးကားပြီးရေးတယ်ဆိုတာကိုတွေ့မြင်ရတယ်ဒါလေးကိုကျွန်တော်အများကြီးမနေ့ကရှင်းပြခဲ့တယ်အဲ့တော့ဟေရှာယဘုရားဟေရှာယကအောဇီမင်းရဲ့ညီတော်ဝန်ခွဲလေးဖြစ်တယ် အာမဇိဆိုတဲ့ဘရင်ရဲ့တူလေးဖြစ်တယ်အဲ့တော့ဒီအောင်ကြည့်ကြပြီဟေရှာယကမင်းမျိုးမင်းနွယ်တွေကလာတဲ့ prophet တပါဖြစ်တယ်အဲဒါလေးကတော့နည်းနည်းသတိဖို့ပေါ်ပြခြင်းဖြစ်တယ်နံပါတ်1ကတော့ကျမ်းရေးတဲ့ခုနှစ်ဒီကျမ်းကိုရေးသားတဲ့ခုနှစ်က BC 940ကနေ BC 680ကြားမှာရေးသားခဲ့တယ်လို့ခန့်မှန်းရနော်ခန့်မှန်းရအဲ့တော့ prophet ဟေရှာယကိုယေရုရှလင်မြို့မှာပဲမွေးခဲ့တာဖြစ်တယ် ူကိုယေရုရှလင်မြို့နဲ့ဆိုင်တဲ့ပရောဖက်လူတော်တချို့ကတင်စားတယ်ဆိုတော့တွေ့ရတယ်။နော်။အော်သူကအသက်20ကျော်လောက်လူငယ်ဘဝမှာကလေးကသူကပရောဖက်ပြုရတဲ့သဘောမျိုးသူကတွေ့ရတယ်။သူတွေ့ရတယ်။အသက်ငယ်ငယ်လေးနဲ့သူပရောဖက်ပြုရတယ်။သူရဲ့ပရောဖက်ပြုချက်တွေကလည်းအကုန်မှန်တယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကသူ့ကိုတိုက်ရိုက်ဖော်ပြတယ်။ဒါကြောင့်ပရောဖက်ဆိုတဲ့နာမည်အဓိပ္ပာယ်ကမြင်သူလို့အဓိပ္ပာယ်ရတယ်။ပြောပြောကြရင်ပရောဖက်ဆိုတဲ့အဓိပ္ပာယ်ကမြင်သူ သူများမမြင်တာသူတို့ကမြင်တယ်။ဒါပေမဲ့ prophet မှာနှမျိုးတော့ရှိတယ်။စစ်မှန်တဲ့ prophet နဲ့လွဲမားတဲ့ prophet ဆိုတာရှိတယ်။ဟိုဟိရှာယတို့လက်ထက်ကလေးကလွဲမားတဲ့ prophet တွေလည်းအများကြီးရှိတယ်။အဲသို့တော်ညာလေကျွန်တော်တို့ခုလေ့လာတဲ့ prophet ဟိရှာယကတော့စစ်မှန်တဲ့ prophet ဖြစ်တယ်။အဲဒါလေးတွေကျွန်တော်သိဖို့ဖြစ်တယ်။စစ်မှန်တဲ့ prophet တွေကတော့ သူတို့စကားလို့သူတို့တောင်းတော့မပြောဘူးဤဒီကထောက်ပြရဲ့နှုတ်ကပတ်တော်လို့သူတို့ခဏခဏပြောတယ်ဘာလို့လဲဆိုတော့သူတို့စကားမှမဟုတ်တာဘုရားသခင်ကသူတို့ကိုပြောစီလို့တာဖြစ်တယ်ပြောခိုင်းတာသူတို့အပြင်အသုံးပြတာသူတို့အသုံးပြတာသူတို့ကိုကြုံမြင်ခွင့်ပေးတာနားလည်အောင်ပြောရင်တော့ prophet ဆိုတာကဘုရားရဲ့အသုံးတော်ခံရတဲ့ပုဂ္ဂိုလ်ပဲသူများမမြင်တဲ့အရာကိုဘုရားကသူ့ကိုမြင်ခွင့်ပေးတယ်သူများမပြောနိုင်တဲ့စကားကသူကပြောခွင့်ရတယ် တကယ် तू ပြောတာမဟုတ် तू မြင်တာမဟုတ် तू ဘုရားမြင်စေတာ तू ဘုရားပြောစေတာတောင်ဘုရားပြောတဲ့စကားကို तू ကပြောရတာဖြစ်တယ်ဒါလေးကိုကျွန်တော်တို့သိဖို့ဖြစ်တယ်ကဲဟုတ်ပြီဒါမှသုံးတတိယချက်တော့အဓိကတော့ချက်ဂျမ်းပိုက်များ key verses ပေါ့နော်ဒီဟိရှာယနဂရချင်းရဲ့အဓိကတော့ချက်ဂျမ်းပိုက်တွေသုံးခုရှိတယ်နံပါတ်1ကတော့ဟိရှာယ18ဖြစ်တယ်အဲ့တော့အဲ့ဒါလေးကိုမဖတ်ပြရခင်ပေါ့နော် တချို့တော်များများကိုမေးကိုမေးမှုပါတယ်အပြစ်ရဲ့အယောင်ဟာဘာအယောင်လဲနော်အပြစ်အယောင်ဟာဘာအယောင်လဲလို့မေးတချို့ကအယောင်တော်တော်များများဖြေတယ်အနိုင်ယောင်လို့ဘာအယောင်လို့ဖြေတယ်တကယ်တော့အပြစ်ရဲ့အယောင်ဟာအနိယောင်ဖြစ်တယ်အဲ့တော့ဟိရှာနဂရီကျအခန်းကြီးတင်ငယ်၁၈မှာအတိလင်းဖို့ပြကဲကျော်ဖတ်ပြခြင်း ਨੇ ထောင်ရဖျားမိန်တော်မူဒီကလာကြတရားစီရင်ကြကုန်အပ်သင်တို့ဖြစ်သည်ဤသောအစင်းရှိတော်လေ ဒါကြောင့်ဒီကနေ့ညနေသင်အထူးမှတ်ထားမှာအဖြစ်ရဲ့အယောင်ဒီအနီယောင်ဖြစ်ကျွန်တော်ပြောတာမဟုတ်ဘယ်ကပြောရလဲတမန်ကျမ်းစာပြောတာ Prophet Hesia ကပြောတာဒါကြောင့်သင်တို့ပြည်သည်ဤသောအစင်းရှိတော်လဲမိုးပွင့်ကဲ့သို့ဖြူလိုက်ပြီဂရိဘာနေနဲ့အမြတ်ဤတော်လဲသိုးမွေးကဲ့သို့ဖြစ်လိုက်ပြီဟေရှာနဂရီဂျန်ကန်ဒီတက်ကန်ဆက်ရှစ်ဟောဒီရောက်ကြည့်ကြပြီ Prophet Hesia ကအပြစ်နဲ့ပတ်သက်ပြီးတော့ အနီအောင်ဖြစ်တယ်ဆိုတော့သူအတိအကျရေးထားတယ်။တခိရွှေရဲ့သွေးတော်ကလည်းအနီအောင်ပဲ။ကြံပြောချင်တယ်အပြစ်ရောင်ကအနီအောင်တခိရွှေသွေးလည်းအနီအောင်။အနီပေါ်မှာအနီထပ်လိုက်တော့အပြစ်ကမရှိတော့ဘဲနဲ့တခိရွှေအသွေးတော်ကြီးကလွှမ်းခြုံလိုက်တဲ့အခါမှာလူကဖြောက်မှတ်ချင်ရ။အဲ့ဒါအောင်းစတဲ့ကောင်။မနားလေအောင်ပြောရင်တော့တရားစာရွက်အဖြူပေါ်မှာဘောပါအဖြူနဲ့ရေးကြည့်မထင်တော့ဘူးလေစာရွက်အနီပေါ်မှာဘောပါအနီရေးမထင်တော့ဘူး ဆာရွက်အပြာပေါ်မှာဘောပါအပြာနဲ့ရေဘောပန်အပြာနဲ့ရေမထင်းတော့ဒီလိုပဲအစ်မရှိတဲ့အပြစ်တွေကိုတကယ်ရှုသွေးတော်နဲ့ဖုံးသွားလိုက်တကအပြစ်တွေမထင်မဲနဲ့အသွေးတော်ကိုပဲခမီးတော်ဘုရားမြင်ပြီးတကယ်ရှုအသွေးတော်အားဖြင့်ဆိုတော့လွတ်မြောက်ခြင်းရပြီးကောင်းငင်ပရတိသူဘဝင်စားခွင့်ရသွားတာဖြစ်တယ်။ဒါဝိဓိကပေါ်ပြခြင်းလည်းဖြစ်ပါလေ लाड जाओ ईशा नगरी जाए की वजस्टिगा ईशा नगरी जा खाजी टे गए सचे ईशा खाजी लीज है गए तुम से चप्पा ब्याज ने हिशा लीज है तुम से टे ठवे ब्याह को मैं ऑनलाइन दो तरह मुगा आप ही जा रही श्रीलेना के तो मेरे को अटाऊंगो अत्ते प्यू भी जा रही पी दौले मपे माँ खी तो आ दो खा ममो या चा आमी ပတ်စံရှိတဲ့သူပညာတတ်တဲ့သူအခြားအရာစီးနေနေရှိတဲ့သူကအားပြည့်တယ်လို့မပြောဘူးနော်ခြားရဖြောင်းမြွန်လင့်တဲ့သူကအားပြည့်ဟောဒီကနေ့တရားအားပြည့်နေလားအားယုတ်နေလားအားငယ်နေလားအားယော့နေလားအားကုန်နေလားအဲ့ဒါကြီးတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်သိတာတခုကတရားပြည့်ခြင်းဘု து ပဲမျောလင့်ရမလဲခြားဝေးရဖြောင်းမျောလင့်အားပြည့်လာမှာဖြစ်တယ်ဒါလေးကိုအားပြည့်ခြင်းဒါကိုပြပဟိရှာတိကြဖော်ပြတယ် နော်ဒါတော့ထာဝရဘုရားရေကိုမျောလင်းနေတဲ့သူတွေကဘာပြိလဲအာပြိပြီးတော့ဆက်ပြောရရွှေလင်းတကဲ့သို့လရောက်ပြောတာမဟုတ်နော်ရွှေလင်းတဆိုတာအလင်းကိုတတဲ့ငှက်အလင်းကိုတတဲ့ငှက်ရွှေလင်းတနားလည်အောင်ပြောရင်နော်ဒီလင်းတငှက်အလင်းတတဲ့ငှက် eagle မျိုးစားတယ်ရွှေလင်းုံမျိုးစားတယ်အဲ eagle အမျိုးစားပေါင်း3200ရှိတယ် မျိုးတည်းမဟုတ်တော့ဒီရွှေလင်းတအဲ့လိုအလင်းတတဲ့ငှက်မျိုးစိတ်ပေါင်း3000ရှိတယ်။အဲ့ဒါစဉ်းစားကြည့်ဘလောက်တော်များလဲပြောက်ကေပန်စင်းတာ။အဲ့ဒီကငှက်တစ်မျိုးဘာနဲ့သွားတူလဲလင်းရုံငှက်မျိုး။သူကအလင်းကိုတတာအလင်းကိုကြည့်တာ။အလင်းအပြင်မဲ့နေရောင်ကနေပဲသူကအားယူတာ။တောင်ရွှေလင်းတလို့ပြောတာ။လရလို့ပြောတာမဟုတ်ဘူး။အလင်းကိုတတဲ့ငှက်လို့ပြောတာ။အဲ့ဒါလင်းရုံညွန်ခြင်းလည်းဖြစ်တယ်။ လင်းရုံမျိုးစားကိုပြောတာတောင်အလင်းတရယ်ညတောင်ရွှေလင်းတကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မယ်အလင်းတရယ်ညတည်းကအသစ်မြင်ဖြစ်တယ်သူတို့တတန်းတစ်ခုကုံဆုံးတော့မယ်ဆိုရင်သူတို့ကဟိုအလုံးမြင့်နဲ့ကြောက်ဆောင်ပေါ်တတ်သွားပြီးသူတို့ရဲ့နှုတ်သီးတွေကိုရိုက်ချိုးပြရတာသူတို့ရဲ့အမွှေးတွေကိုကြောက်ဆောင်တွေနဲ့ချွတ်ချပြရတာသူတို့မှရှိတဲ့လက်သေးတွေရိုက်ချိုးတကူလုံးပုံပဲ့နေတာ အရင်တော့ဆိုရင်ဒီကြားရခြင်းသိတွေတော့မျက်စိဖောက်နိုင်တဲ့လက်သေးရှိတဲ့ဒီရွှေလင်းတငတ်တွေကအဲ့လိုမျိုးတကူလုံးရိုက်ချိုးပြီးချွတ်လိုက်တဲ့အခါတကူလုံးကဘာမှမရှိတော့ဂရုံကြီးလိုဖြစ်သွားတာသူ့ရဲ့ကိုယ်ခန္ဓာကြီးအမွှေးမြင်ဘာမှမရှိတော့လူတယောက်ကိုဂရုံတုံးလိုက်သလိုပဲစပင်ဘာမှမရှိတော့သလိုပဲသူတကူလုံးကပျောက်သွားတာအရင်ကဒီကြားရခြင်းသိတွေတော့မျက်လုံးဖောက်နိုင်လောက်တဲ့အင်အားရှိတဲ့ဒီလက်သေးတွေက သူ့မှာအကုန်လုံးမရှိတော့သူ့ပွဲစိတ်လာကတ်ရင်တော့သူနာတယ်အဲ့လောက်တော့မခံနိုင်ဘူးပြတ်တယ်တကယ်လို့ဘဝမှာအဲ့လိုအခြေအနေမျိုးတွေလည်းဖြစ်တယ်အကုန်ရိုက်ချိုးခံတာအကုန်ဘာမှမရှိတော့ဒါပေမဲ့အဲ့အချိန်မှာဆိုရက်တရက်80လောက်ငြိမ်ငြိမ်နေရနေ ਉਹ ပဲကြည့်ရမျောလင်းနေ ਉਹ အဲ့နေရနေမှသူအသက်အားတွေတက်အဲ့မှာနှုတ်ပြီးအသက်တွေထွက်လာတယ်အတောင်မွေးအသက်တွေလက်သေးအသက်တွေအဲ့အချိန်မှာသူပြန်လာအရင်တော့ မိုင်60ဆို120ပြန်လို့ရပါတယ်အဲ့ဒါရွှေလင်းတာနဲ့ငနိုင်ထားတာတောက်တောက်ပြောင်မျောလင်းတော့သူတို့မှအာပိရွှေလင်းတာခဲ့လို့အလင်းကိုတလာသူအလင်းကိုပဲတောင်းတာအလင်းကိုပဲတန်းတာအလင်းကနေအာယူတာအဲ့ဒါလင်းတာငတ်လို့ခေါ်တာတောက်သူမျိုးစိတ်ပေါင်း3200ရှိတယ်ဒါလင်းရုံအမျိုးအစားတွေတွေကနေအမျိုးအစားတစ်မျိုးလေးဖြစ်တယ်အဲ့လင်းတာဆိုတဲ့ငတ် တော့သူမှအမြဲတမ်းအသက်ပြုပြင်နေနေရှိတယ်။တောင်ပြောင်ရုံပြောင်းလဲနေသူမှအသက်တော့ကောင်းကြီးတွေအသက်ပြုပြင်နေနေအမြဲရှိနေတယ်။ပြည်တော်လိုက်မပြန်မှန်ခီးတော့တော့ခါမမောသူများမောရရှင်တော့မမောသူများနားနေချိန်သူမနာအောင်သွားနိုင်တယ်အဲ့သူအားမို့သူမျော်နေတဲ့အခါမှာသူ့ကိုဖျားပီးတဲ့အားနဲ့သူသွားနေတာတောင်ဒီအေရှာနိုင်ငံကြီးဂျန်ခန်ကြီး40ငွေ31က key versus theme မှာ give us တခုဖြစ်တယ်ဒီကတော့ချက်ချမှတ်တောင်းတဲ့ဘုရားမျောလင်းအားပြလာလိမ့်ရွှလင်းသားငတ်ကဲတော့အသက်ပြုပြင်နေနေနဲ့ထူချမှုတွေရှိနေမယ်ဆိုတော့အားပေးခြင်းတယ်နောက်တတိယချမ်းပိုက်ကတော့ဟေရှာ53ငငယ်9အနေခုနဲ့အဲ့ဒီကြောင့်ဖပြခြင်းတယ်ထူသူဒီငါတို့လွန်ချူးခြင်းဖြစ်များကြောင့်နာကျင်စွာ ထိုးခြင်းနှိပ်ဆက်ခြင်းကိုခံရလေငါတို့ဉာဏ်သက်ခြင်းချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့ဘော်သူရောက်၍နော်သူခံရသောတန်ကြအဖြစ်ငါတို့ဒီအနာပြောက်လေးရှိအော်ဒီချမ်းညောင်းကဘုသူကြီးညောင်းတခင်ယေရှုကြီးညောင်းလာပေးငါတို့ရှိနေသည်သိုးကဲ့သို့လမ်းလျော်၏ခုလမ်းအသီးသီးလိုက်သွားကြသည်ဖြစ်ထွက်ပြသည်ခတ်သိန်းသောငါတို့အဖြစ်ကိုသူ့ဘော်မှာတဲ့နေဆိုတော့ယေရှုပြောတာမေရှိယမဆာယထို့သူသည်ညံ့စေခြင်းနှိတ်ချခြင်းကိုခံ၍နှုတ်ကိုမဖွင့်မဲနေအသည်သက်ချင်းကဆောင်းသွားသောသိုးငယ်ကဲ့သို့သူ့ကိုဆောင်းသွား၍ သူဒီအမွေးညက်တော့သူရှိမှမမီပဲနေတကယ်တော့သူဒီနှုတ်ကိုမဖွင့်မဲနေဤအာမင်တာကိရှိခရစ်တော်မဆိုင်ယာယေရှုရည်ညွှန်းလာတောက်ဒီဟေရှာနဂရီကျမ်းမှာတော်တော်များများဒီမေရှိယလာမယ်ဆိုအများဆုံးရည်ညွှန်းထားတာလည်းတွေ့ရတာဟေရှာ9 6ဆိုဟာလားအောင်းဝဲတိုင်မဲမှာတကူကြီးသောဖခင်ထာဝရဖခင်ကချင်းရှင်ဆိုရင်ယေရှုခရစ်တော်ရည်ညွှန်းလာဒါရီယာဟေရှာနဂရီကျမ်းရဲ့ key verses အဓိကတော့ချက်ချမ်းပိုက်၃ပိုက်ပြောပါဆိုဟေရှာ၁၈ဟေရှာ၄၀31ဟေရှာ53အငယ်9နေခုနှစ်ချီဖြစ်တယ်ကဲဟုတ်ပြီနောက်ရည်ရွယ်ချက်ရည်ရွယ်ချက်၃ခုဖြစ်ရှိတယ်နော်အခုကျွန်တော်တို့တနဲ့3 4 4ခုမြောက်ကိုရောက်ပြီเนาะ4ခုမြောက်ကရည်ရွယ်ချက်တစ်ကတော့ချမ်းရည်တဲ့သူ ਨੇ နောက်ခံသမိုင်းနံပါတ်1ကချမ်းရည်တဲ့ခုနှစ်နံပါတ်3က key versus တော့ချက်ချမ်းပိုက်များနံပါတ်4ကတော့အခုရည်ရွယ်ချက် ရွေချက်လည်း၃ချက်ရှိတယ်ကာကြီးခါခွေးကားငယ်နဲ့ကျော်ပြောမယ်ကာကြီးကတော့ဘာလဲဆိုတော့ဒီချဲရဲ့ရွေချက်ကာကြီးကဘုရားသခင်ကယ်တင်ခြင်းအကြံစီကိုဖွင့်ပြတဲ့ဂျမ်းဖြစ်ပြီးဒီချဲနဂရီဂျမ်းဆိုတော့ဘုရားသခင်ကတခိယေရှုအားဖြင့်လူသားတွေကိုကယ်မယ်ဆိုတဲ့အကြောင်းအဓိကဖော်ပြတဲ့ဂျမ်းပဲဒီဂျမ်းတောင်ဘုရားသခင်ကယ်တင်ခြင်းအကြံစီကိုဖွင့်ပြတဲ့ဂျမ်းဖြစ်ပြီးယူနာလူမျိုးဣသရေလလူမျိုးများနဲ့တပါးမျိုးသားများအပေါ်တွင်ကြာရောက်မိ တရားစီရင်ခြင်းအကြောင်းကိုထင်ရှားစွာပြသသည်ကြံဖြစ်သည်ဒီဂျူဒိုင်းဇင်းနေအစ္စရေးတွေနော်တပားမျိုးသားတွေနော်ဂျန်တိုင်းစ်တွေနော်တပားမျိုးသားတွေဂျူဒာလည်းမဟုတ်ဂျူးလည်းမဟုတ်ဟေလလာလည်းဟိုစားလေဒီအစ္စရေးလည်းမဟုတ်နော်ဟေလတာတို့ဟေလတာဆိုတာဂရိကိုပြောတာအဲတပားမျိုးသားတွေအဲဒီတပားမျိုးသားတွေပေါ်မှာကြာရောက်မယ်တရားစီရင်ခြင်းတွေ ်နော်ဂျူးတွေကိုလည်းတနည်းစီရင်မယ်အစ္စရေးလည်းစီရင်မယ်ဘာမျိုးသားတွေလည်းစီရင်မယ်အမဘာဘူးလုံးလို့ဘာလို့အများကြီးပါလဲစီရင်ခြင်းရှိတယ်အဲ့ဒီစီရင်ခြင်းအကြောင်းကိုထင်ရှားစွာပြတယ်ချက်တော်ရင်ရှားနိုင်ငံကြီးချိုင်းရဲ့ပရမဘိုင်းနေစီရင်ခြင်းအကြောင်းတွေအများကြီးပြောတာပြီးမှနှစ်သိမ့်တဲ့အကြောင်းအရာတွေပြန်ပြောတာတော်ရင်ရှားနိုင်ငံကြီးချိုင်းရဲ့ရွေးချက်၃ချက်ရှိတယ်ကကြီးကတော့ဘုရားသခင်ကယ်တင်ခြင်းအချမ်းစီကိုဖွင့်ပြတယ်ချက်ဖျောက်ကြတဲ့ခေရှုအဖြစ်ကယ်တင်ခြင်းပေးမယ်ဆိုတာကိုဖွင့်ပြထားတဲ့ချက် ပြီးရင်ဂျူးလူမျိုးအစ္စရေးလူမျိုးတွေနဲ့တဘာမျိုးသားတွေပေါ်မှာကြောက်ရွံ့မယ်တရားစီရင်ခြင်းတွေကိုထင်ရှားစွာပြသပြသထားသည့်ခြင်းသည်ဧရှာနဂရီခြင်းဖြစ်တယ်။ဒါလေးကိုကကြီးအနေနဲ့ကျွန်တော်သိရမယ်။ကဲခခွေခခွေကတော့ထိုတရားစီရင်ခြင်းမှလွတ်မြောက်ရန်လမ်းဒီဟူသော မျော်လင့်ရာမရှိရတဘာရီးသာရှိပြီ။အကြွမ်းအားလုံးကဒီတရားစီရင်ခြင်းကနေလွတ်မြောက်ခြင်းနဲ့ဆိုရင်တဲ့ မျောလင်းချက်ကဘာမှမရှိဘူးရွှေငွေဥစ္စာဘာနဲ့မှမရှိဘူးမေရှိယရှိမှာပဲရှိမဆိုင်ယာအဲ့မေရှိယမဆိုင်ယာက Jesus Christ ဒါကယေရှုခရစ်တော်ပြောတာအဲ့ဒီမေရှိယမှာမျောလင်းခြင်းရှိထိုမေရှိယကယ်တင်ရှင်ကြွလာမိအကြောင်းနဲ့၎င်း၏ရွေးနှုတ်တော်မူခြင်းအကြောင်းကိုရှင်းလင်းစွာသိစေရန်ကြီးရတယ် အဲဒီရှုပ်ရတော့ကြွားလာမယ်။သူကကားလိုက်မှသိခမ်းမယ်။သုံးရမြောင်းနေထမြောင်းမယ်။သူကျွန်တော်တို့ပြစ်ကနေရွေးနှုတ်သွားမယ်။အဲ့ဒါရှင်းရှင်းလင်းလင်းသိဖို့ဟေရှာနဂရီကျမ်းမှာဖော်ပြထားတာ။တောင်ရွေချက်ခခွေးဟာဒီတရားစီရင်ခြင်းကနေလွတ်မြောက်ခြင်းအခင်ရှုခရစ်တော်မင်းရှိရကိုစိတ်လုံးကျွေးမဲ့ယုံကြည်ပါကတို့မင်းရှိရကျွန်တော်ပြစ်တွေအားလုံးကိုအပြစ်တဲဒုစရိုက်တဲကနေအသွေးနဲ့ရွေးနှုတ်ပြီးတော့ကယ်တင်သွားမယ်။ဒါကိုဖော်ပြကဲနမကန်ရဲ့နောက်ဆုံး ကျမ်းရဲ့နောက်ဆုံးပိုင်းတွင်မေရှိယဘုရားသခင်နိုင်ငံတော်အကြောင်းကိုဖော်ပြထားကထိုနိုင်ငံတော်သည်လူမျိုးတကာနှင့်ဆက်ဆိုင်သောနိုင်ငံတော်ဖြစ်ကြောင်းသိစေလို့ဒီကျမ်းရဲ့ဟိုးနောက်ဆုံးပိုင်းမှာတကယ်ယေရှုခရစ်တော်၏ရဲ့ကောင်းကင်နိုင်ငံတော်ဆိုတာနော်လူမျိုးတမျိုးတည်းအတွက်မဟုတ်ဘာသာတစ်ခုတည်းမဟုတ်လူသားအားလုံးအတွက်တကယ်ယေရှုခရစ်တော်ယုံသောသူအားလုံးအတွက်ကိုဝင်စားလို့ရတဲ့နိုင်ငံတော် တောက်ကြီးရှိခရတော်ကိုယုံကြည်သူကကောင်းကင်ပရတိသူဘုံဝင်စားတယ်ဆိုတာကယုံကြည်သူတိုင်းဝင်စားလို့ရတယ်မိသီးလူမျိုးရံမို့မိသီးလူမျိုးမဆိုတကယ်ရှိခရတော်ကယ်တင်ခြင်းဖြင့်ယုံကြည်တာနဲ့အဲကောင်းကင်နိုင်ငံတော်ဝင်စားခွင့်ရှိတယ်ဒါကိုရေးထားတာဒါကျွန်တော်ပြောရမို့တမန်ကျမ်းစာပြောတာတောက်ချမ်းရဲ့နောက်ဆုံးပိုင်းမှာသိချာရေးထားတယ်အဲမေရှိယကယ်တင်ခြင်းရဲ့နိုင်ငံတော်ကိုဖော်ပြထားပြီးထိုနိုင်ငံတော်ကလူမျိုးတကာနဲ့ဆက်ဆိုင်တယ်နိုင်ငံတော်ကောက်ငယ်နိုင်ငံတော်ဖြစ်တယ်ဆိုတာကိုဒါ property ဟေရှာယကသိစီလို့ပြီး ဖော်ပြထားတာဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်ဒီနေ့ရည်ရချက်၃ခုကို နားလည်ပြီးဖြစ်တယ်။နောက်နေ့တွေကြာရင်ကျွန်တော်တို့ထပ်ပြီးသိရမယ့်အချက်တွေကိုဆက်ပြီးနားထောင်သွားမှာဖြစ်တယ်။ဒီနေ့ခွားယူသူအားလုံးဟိရှာနဂရီကျအားဖြင့်ဘုရားသခင်တို့ကောင်းချီးပေးပါစေ။ God bless you all ။ချစ်ချင်ကြဆရာတို့နှစ်ဖန်14ရက်17လ2025အမျိုးသားနေ့ဖြစ်ပါတယ်။ရုံးပိတ်ချောင်းပိတ်တဲ့နေ့ဖြစ်တယ်။ချစ်ချောက်ရင်းယုံကြည်ရဲ့နေ့ချင်းတဲ့တော့မှာ တရက်တာသမချမ်းစာသင်တန်းရှိပါတယ် one day bible study အကြောင်းကျွန်တော်အားလုံးကိုနှွေးထွေးစွာကျေးဇူးပါတယ်နာနေ9နာရီညနေ3နာရီထိဖြစ်တယ်နေနဲ့ပြပပရိသတ်တွေတော်တော်ကျွန်တော် live လေးပေးမှာဖြစ်တယ်ရန်ကုန်မှာရှိတဲ့ဓမ္မပရိသတ်အားလုံးလာနိုင်ကြောင်းနှွေးထွေးစွာကျေးဇူးတယ်ကောင်းစဉ်ကတော့သစ္စာရှိသောအိမ်တော်အဓိကကျတော့ယောဟန်ခန်းကြီး၄အငယ်၂၄နော်ဖျားသခင်ကနာဝဉ္ဉံဖြစ်တယ်။ဒါကဖျားသခင်ကိုးကွယ်တဲ့သူကနာဝဉ္ဉံလည်းကောင်းသစ္စာနဲ့လည်းကောင်းကိုးကွယ်ရတယ် ။ဟာဘုရားကိုကိုွယ်ပြီးသစ္စာရှိတဲ့သူကအိမ်တော်မှာသစ္စာရှိတယ်။ဇနီးခင်မုန်းသစ္စာရှိတယ်။သားမီးဘောသစ္စာရှိတယ်။အေးဘုရားဘောသစ္စာမရှိတဲ့သူကဘယ်သူဘောမောင်းလဲသစ္စာမရှိတော့။ဒါောင်မေတ္တာရှိတဲ့သူကသစ္စာရှိတယ်။သစ္စာရှိတဲ့သူကလည်းမေတ္တာဖော်ထုတ်တယ်။အဲဒါသစ်ကောင်းတဲ့ကောင်းစဉ်လည်းဖြစ်တယ်။ဒါကျွန်တော်မသိချာယူထားတာ။တော်ဒီသစ္စာရှိတဲ့အိမ်အောင်ချောင်းကိုကျွန်တော်ဝင်ငှမှာဖြစ်တယ်ဆရာမန်ပါမစတန်ဝင်ငှမှာဖြစ်တယ်ဆရာဆိုးဝင်ငှမှာဖြစ်တယ်ဒါနဲ့9နိုင်9နိုင်ဝယ်ဒီပရစ်ဆန်ဝါရှစ်9ခွဲကနေ စနေ45တိကျွန်တော်ကတော့ဝေငှမှာဖြစ်တယ်7နာရီ7နာရီတိဆရိုမန်ပါမစတာဝေငှပါမယ်နေ့လဲစားစားပြီး7နာရီခွဲမှ3နာရီတိဆရိုဆိုးဝေငှမှာဖြစ်ကြောင်းဖော်ပြလိုတယ်အားလုံးကိုကျွန်တော်နှွေးထွေးစွာကြိုဆိုတယ်နေ့လဲစားလဲပြင်ဆင်ထားတယ်အားလုံးပြီးရင်ကော်ဖီမုန့်များလဲကျွန်တော်ပြင်ဆင်ထားတယ်ဝင်ကြီးခမ်းမဲ့ဖြစ်တယ်ကျွန်တော်အဓိကနှုတ်ကပတော်နားထောင်စေဖို့ရည်ရွယ်တယ်အဓိကအိမ်တော်တွေမှာသစ္စာရှိတဲ့အိမ်တော်နဲ့ဖျားသခင်ဥဆောင်တဲ့အိမ်တော်ဖြစ်ဖို့ရည်ကြီးတယ် အဲ့သစ္စာနဲ့ဘုရားဥဆောင်နေပြီဆိုရင်တော့အဲ့ဒီအိမ်တော်အရှိန်နဲ့တတ်နေမှာဖြစ်တယ်။ဒါောင်းဒီကနေ့ကပေါ့မှာအိမ်တော်นี่ကြက်ဆင်းနေတာသစ္စာမဲ့ခြင်းနှုတ်ဝတ်တော်တိုင်းမတော်ခြင်းဟာကြက်ဆင်းစေတတ်တယ်။ဒါကြောင့်မနှက်ဖန်သင်လာခြင်းဟာချီးနှင်းဖြစ်ဘူး။သစ်တော်ဖျားခဲ့ကနှုတ်ဝတ်တော်အများကြီးစကားပြောမယ်ဆိုယုံကြည်တယ်။အလုံးကိုကျွန်တော်နှွေးထွေးဆိုတာကျူးစွလို့စနေနေ့မှာလဲကျွန်တော်နနကူနိုင်နေညနေနေ့လယ်နှစ်နာရီခွဲထိပသိင်္ဂရဏနေနေချင်းသင်းတော်မှာကျွန်တော်နှုတ်ဝတ်တော်ဝေငှမှာဖြစ်တယ်။ ဲ့တော့တနည်းဒါလုံးကြောင့်စမ်းစာသင်မယ်ကျွန်တော်နဲ့ဒူတိသန်ရှင်၄ယောက်ချီးမွမ်းခြင်းကြားရပါမယ်တိသန်ရှင်ရဂီဆော့ဖိုခွာတိသန်ရှင်ဆော့အမျိုးတိသန်ရှင်ရှိုင်းဝေယံနဲ့တိသန်ရှင်အီမီတို့ရဲ့ချီးမွမ်းခြင်းတွေကြားရပါမယ်ဒါကတော့ပသိမ်မှာရှိတဲ့ညီကောင်မောင်တို့အားလုံးလာရောက်နားထောင်နိုင်ကြောင်းဗိတ်ထွေးစွာချုပ်ဆိုပါတယ်အဲ့ဒီမနက်အဲကျွန်တော်ကြောက်ရွံ့ရုံကျင်းနေတဲ့ဆင်းတဲ့တော်မှာတော့အာယုံခါတိုင်းလိုရှိတယ်အာယုံ6နိုင်ရ7နိုင်မှာတော့ ဆက်စောတာကြီးကိုနှုတ်ကတော်ဝေငှမှာဖြစ်တယ်။ Sunday ဝတ်ပြုကိုကိုကျင်လဲကျွန်တော်လာမယ့် Sunday 16ရက်17လ2025မှာရှိပါတယ်။ကျွန်တော်ကြော်ညာပြီးတဲ့အခါ page ပေါ်မှာတင်ပေးမှာဖြစ်တယ်။နောက်နေ့ဒီမှာအိုင်းနီရော9နိုင်နေ17နိုင်ဒီဖြစ်တယ်။ခရိယန်အိမ်တော်ရဲ့တပတ်ဝတ်ပြုကိုကိုကျင်ဖြစ်တယ်။အိမ်တော်နဲ့ပတ်သက်ပြီး Sunday ဝတ်ပြုကိုကိုကျင်မှာကြားမယ်။အဲ့ Sunday ဝတ်ပြုကိုကိုကျင်မှာလဲကျွန်တော်ပဲနှုတ်ကတော်ဝေငှမှာဖြစ်တယ်။အားလုံးကိုကျွန်တော်တွေးဆချွတ်ဆိုတယ်။ဒီကနေ့ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစီ။ကျွန်တော်လာမယ့် တနင်းလာအင်္ဂါဗုဒ္ဓဟူးဇာတရီ၄ညတာမှာလေညနေတိုင်း9:00နာရီကနေ6:00နာရီခွဲထိခရစ်အိမ်တော်ရသရဝချာချာရီယုံကြည်ခြင်းနဲ့ချင်းသိမ်းတော်မှာရှိပါတယ်စက်ခွန်တနင်းလာနေ့မှာကျော်ဝေငှမယ်18ရက်နေ့မှာတော့ဆရာတော်ဂျာနော်ဂျူနီယာဝေငှပါမယ်19ရက်နေ့မှာတော့ဆရာတော်စောဒုဒုဝါဝေငှပါမယ်20ရက်နေ့ဇာတရီ နေ့မှာတော့ဆရာတော်ဆိုးဝေငှမယ်အဲ့ဒီညတိုင်းမှာလေကျွန်တော် live stream ပေးမှာဖြစ်ကြောင်းနဲ့ ပေါ်ပြလိုပါတယ်ဒါကြောင့်ဒီကနေ့ချစ်စုတို့အားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစီဆွတ်တောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်တော်ဝင်းတော်ဒုမန်စုဖျားထံတော်ဘာမှပြေဝဆုံနေတဲ့ကောင်းချီးသည်တင်းတော်အားလုံးပေါ်သို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းချစ်စုရဲ့ online ပရိသတ်များမြန်မာပြည်ကျေးဇူးတင်ပါတယ်ချစ်စုတို့အားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစီနိုင်သက်ချင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတွေ့ဆုံကြပါစို့